ဟယ်လိုဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့ reading video လေးမတင်ရကြတော့အာဒီမှာ reading video လေးအတူလေးပေါ့နော်တနိုင်သမျှလုပ်ပေးဖို့တော့စိတ်ကူးထားတယ်ဆိုတော့ရှေ့မှာ booking နေလဲဟောနေရတယ်ဆိုတော့အားတော့မအားဘူးအစကုန်းလေးလုံးလုံးနေရပါမယ်ဒီဘက်မှာအာ reading လေးတွေအဆက်ပြတ်သွားမှာဆိုလို့ပေါ့နော်တစ်ချက်လေးလာပြီးတော့တင်ပေးတာပါပြီးတော့ဒီမှာ terror အစ်စ်ပြောင်းတော့ဒီ dark terror ပေါ့နော်ဒီ dark terror ကလေးတော့ ဟိုအဲ့လိုမျိုးသူက calling လို့ခေါ်ရမှာပေါ့နော်တခုခုအဲ့လိုအရန်ဟောချင်တာပြီးတော့အရန်အနှံ့ပြင်းလာတယ်တကယ်ဒီ desk ကဒီအသားဘာအနှမ်းမထွက်စရာမရှိဘူးပေါ့နော်ဒါပေမဲ့အခုနေနန်းလိုက်လို့ရှိရင်အရန်အနှံ့ပြင်းလာတယ်ပေါ့နော်အနှံ့ပြင်းပြင်းနေထွက်လာပြီဆိုရင်အဲ့လိုတခုမဟုတ်တခုဟောလို့ဟိုတီးဖို့ message လေးတွေပါလာမျိုးရှိအထူးသဖြင့် dark terror ဆိုတော့လေဒါ dark နဲ့ပတ်သက်တဲ့ dark relance နဲ့ပတ်သက်တဲ့ဘိုင်းကဟာလေးတွေပို့ပြီးတော့ရှိတယ်ဆိုတော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတစ်ချက်ဖတ်ပေးဖို့ပါဆိုတော့ဒီမှာ crystal လေးနှစ်ခု ပေးထားပါတယ် citrulline နဲ့ tigerine လေးပေါ့နော် crystalline တစ်ခုတည်းကကို calling လုံနေတဲ့ crystalline တစ်ခုကိုရွှေ့ပါ vivia နဲ့ reading တွေကိုစပြီးတော့ဖတ်လို့ရပြီเนาะယူနိုဒီ citrine ကြောက်လေးရွေးထားတဲ့သူတွေအတွက်အရင်စပေးပါမယ်ဆိုတော့ citrine ရွေးထားတဲ့သူတွေကအခုချိန်မှာအဲကတ်မချိုးသေးခင်ပေါ့เนาะ လည်းတော်တော်မှ positive thinking တွေမများတွေးပေးနေတာရှိတယ်เนาะအရန်ဆိုးတဲ့အချိန်ဒီမှာတော့မှ positive thinking နဲ့အကိုကအကောင်းကိုပဲရွေးချယ်ပြီးတော့ကောင်းတဲ့ဘက်ကပဲကြည်ပြီးတော့ကောင်းတဲ့စိတ်ဓာတ်ကလေးတွေနဲ့သွားဖို့ကို အာစဉ်းစားနေတဲ့သူတွေပါတယ်ပေါ့เนาะပြီးရတော့ကြောင်းနောက်တစ်ခုကျတော့အာတချို့ရေဆိုရင်ငွေကြီးစီးပွားရေးနဲ့ပတ်သက်ရင်ကောင်းတဲ့နီလန်းနဲ့ပဲရှာမယ်เนาะလောဘတကြီးမရှာဘူးကိုယ့်အတွက်ကိုအာတန့်စင်ကြည်လင်တဲ့နီလန်းလေးနဲ့သွားမယ်ပေါ့เนาะဒါပေမဲ့ဘာတစ်ခုတွေ့ရလဲဆိုတော့နံပါတ်1သမားကြီးက positive thinking တွေသွားနေတယ် clear thinking တွေသွားနေတယ်ကြည်လင်တဲ့အတွေ့အကြုံတွေသွားနေတယ်ဆိုပေမဲ့ happiness လေးနည်းနည်းလေးပျောက်တော့ပေါ့เนาะပျော်ရွှင်မှုကိုနည်းနည်းလေးမျိုးတိတ်ထားပုံရပါတယ်ဒါဒီလောက်လိုက်ငါပျော်သွားမယ်ဆိုတော့အဲဒါကတော့ဖြစ်သင့်ဖြစ်ထိုက်လို့ငါလုံလိုက်ရတယ်ဆိုတော့ဟ ာလေးတော့ပို့တွေ့နေရတယ်ပေါ့နော်။ Okay ဆိုတော့ဒီလိုဖက်နေရင် energy လေးကိုက်ပြီဆိုရင်တော့ဒီ tear ကိုဆက်ပြီးတော့နောက်ထောင်လို့ရပါပြီနော်။ Okay အဲ့တော့ dark tear ကပါရပြောင်းမလဲပေါ့နော်။ Okay Knight of Pentacle Okay reverse Knight of Pentacle reversed Okay six of cup reverse. So three of pentacle. Okay. ဆိုဒီ၃ခုမှာတစ်ချက်ပေါ့เนาะခုနကပြောထားတဲ့အတိုင်းပါပဲဟိုပျော်ရွှင်မှုလေးနည်းနည်းလေးပျောက်ဆုံးနေတာရှိတယ်ပေါ့เนาะဘာဖြစ်လဲဆိုတော့ကိုကဒီမှာဆိုရင် three of pentacles ရဲ့ energy ကအခြေအမြစ်ခိုင်ခိုင်မာမာဖြစ်အောင်လို့ပေါ့เนาะကိုလုံးသိလုံးထိုက်တာတွေကိုလုံးနေတယ်စူးစမ်းနေတယ် နော်အာဒီဖြစ်လာမဲ့ဒါငွေကြီးနဲ့ပတ်သက်ပြီးတော့ပို့ပြီးဒီဘက်မှာ energy တွေတော့ပို့တွေ့ရတယ်ဆိုတော့ပိုင်ဝမ်းနေအနေနဲ့ဒီ crystal citrine ကိုရေးထားတဲ့သူအနေနဲ့ universe ကဒီနေ့တည်တဲ့ message ကပါလဲဆိုတော့ကိုလုံနေတဲ့ငွေကြီးတွေကိုရဲ့ရေရှည်မှာ material ဘိုင်းပေါ့နော်ဘဝရဲ့ရုပ်ပိုင်းဆိုင်ရာ plan တွေပေါ့ဘာတွေလဲဆိုရင်တော့အဆုံးပါမယ်ရုပ်ပိုင်းဆိုင်ရာဆိုရင်မှာကွာ body တောင်းဖို့အတွက် six pack တွေထွက်ဖို့အတွက်နော် slim body တွေဖြစ်ဖို့အတွက် weight short နေရလား weight gain နေရလားဒါတွေကအစအဲကိုက အားဝေချင်တာလားနော်အဲဒါမှမဟုတ်ကိုကတိုက်ခန်းဝေချင်တာလားကွန်ဒိုဝေချင်တာလား something like that အဲ့လိုမျိုးပေါ့နော်ကိုဘာဖြစ်ချင်လဲဆိုတော့ energy ပေါ့ကိုဘာဖြစ်ချင်လဲအဲကိုဘာ material ဘိုင်းပြင်ဆင်တာရှိတယ်ပေါ့ချွန်နိုင်ငံသွားမဲ့သူရှိရယ် okay ဒါမျိုးတွေပေါ့နော်ဆိုတော့ ဲ့လို material ပေါ့ mantle မဟုတ်ပဲနဲ့စိတ်ပိုင်းဆိုင်ရာနေမဟုတ်ဘူးရုပ်ပိုင်းဆိုင်ရာအပြောင်းလဲတစ်ခုခုကိုပြင်ဆင်နေသူတွေပိုင်ဝန်းနေတယ်မှာပါတယ်တချို့အိမ်တော်ပြုမယ်တယောက်ကနေနှစ်ယောက်ဖြစ်လာမယ်တချို့ကလေးယူမယ်เนาะအဲ့လိုမျိုးပေါ့ကိုယ့်ရဲ့ plan တစ်ခုကိုချနေတာပေါ့เนาะဆိုတော့လူတွေနဲ့ပတ်သက်တယ်ရုပ်ပိုင်းဆိုင်ရာတွေနဲ့ပတ်သက်တဲ့အလုပ်တစ်ခုဖြစ်တယ်စိတ်ပိုင်းဆိုင်ရာတဲ့ရုပ်ပိုင်းဆိုင်ရာကိုပို့အခြေမိဖြစ်တာပေါ့เนาะလာစားပုံမှန်ရတဲ့အလုပ်ကိုင်းနေရဖို့ နိုင်ငံသုတ်ကိုင်းတွေရဖို့အလုတ်ကိုင်းအသေးရဖို့အကြောင်းတက်ရဖို့เนาะအကြောင်းလေးရှောက်ရဖို့ဒါမျိုးတွေအဲ့လိုမျိုးပလန်တစ်ခုကိုမတီရီယယ်နဲ့ပတ်သက်တဲ့ပလန်တစ်ခုကိုတွားတာပေါ့เนาะဒီ spiritual mentor မှာကြာရင်ပါတွေ့လဲဆိုမန်တယ်ဘိုင်းမှာတော့စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေကိုကလေစိတ်ပါပါမပါပါပေါ့เนาะကောက်ကိုဒီရုပ်ပိုင်းဆိုင်ရာအရာတွန်းအားပေးပြီးကို လုံနေရတဲ့အာ discipline ချပေးလုံနေရအဲ့လိုလေးတစ်ခုတော့ရှိရပါပေါ့เนาะ page of one ဆိုတော့ပိုင်ဝမ်းနေလုံးငယ်လို့ကလေးနည်းလေးနှောင့်နေနေလို့လေဒီဘက်မှာခံစားရပေါ့နော်နှောင့်နေနေရလေးရှိတယ်801 nine of sword okay အဲ့တော့နှောင့်နေနေရလေးရှိတယ်တဲ့ပိုင်ဝမ်းနေတော့ကတော့နော်ဆိုတော့အဲ့တော့ပိုင်ဝမ်းနေပြောချင်တာကကိုယ့်ရဲ့ universe ကတည်စီခြင်းနဲ့ message ကပါလဲဆိုတော့ဖြည်းဖြည်းနဲ့မှန်မှန်ပဲသွားပါတဲ့နော်ဖြည်းဖြည်းနဲ့မှန်မှန်ပဲသွားပါကိုဟာအမြန်လေးရှောက်ပြီးတော့လုံးမိပြီဆိုလို့ရှင် okay beautiful အမြန်နေကိုရှောက်ပြီးတော့အလုံးမိပြီဆိုလို့ရှိရင်မှားရွန်းနေရှိတတ်တယ်เนาะကိုလိုချင်တာတွေမရတာပြီးရင်ကိုပေါ့เนาะဒီစိတ်တွေညစ်နေတဲ့ကိစ္စမျိုးပေါ့เนาะစိတ်တွေညစ်နေတဲ့ကိစ္စမျိုးတွေအာပို့ပြီးဆိုးလာတာเนาะဒါမျိုးလေးတွေဖြစ်တတ်တယ်ပေါ့เนาะ key ace of cup အဲ့တော့အလင်းမလိုပါနဲ့ပေါ့နော်အလင်းလုံးချင်းအပြင်ကို့အတွက်မှာရစီရအထက်ဆုံးရှုံး เสียอ่ะรู้မဟုတ်နှောင့်နှီးเสียပုံများတော့မယ်ပေါ့เนาะ the world okay အဲ့တော့အပေါ်မှာဗာတွေ့လဲဆိုတော့ by one တွေ့ရဲ့ဒီနှောင့်နှီးကြံ့ကြာနေတဲ့ energy တွေတောက်လျှောက်ကြီးကိုတွေ့တယ် okay ဆိုတော့ဒီအောက်ဘက်မှာရောက်လာတဲ့ခါကျဗာတွေ့လဲဆိုတော့ဒီကတ်တွေကအိမ်နှောင့်နှီးကြံ့ကြာမှုလို့ရင်ဆိုင်လာရဲ့ဗာဖြစ်သွားမယ်ဆိုတော့ကို့အတွက်ဒီမှာဆို the lover reverse ပေါ့เนาะ the lover reverse reverse ကကြပါမယ် the lover energy ကဘယ်လိုဟာမျိုးလဲဆိုရင်ဒီပိုင်ပန်းနေတဲ့မှာခုနကပြောအခြေအေးတွေအခြေအေးဆိုတာသူများနဲ့ relationship ကောကိုကိုယ်တိုင်ကိုကိုချစ်တဲ့ self love ကောเนาะဘယ်လို relationship ပဲဖြစ်ဖြစ်နှောင့်နှေးကြံ့ကြာနေတာအာစိတ်မပါတာเนาะဆက်တဖြင့်စိတ်မပါလဲဒီ relationship ကြီးကို carry လုပ်နေသူတွေပါလိမ့်မယ်သူ့တော့ကိုတိတ်ပြီးတော့ချစ်တယ်တို့ဘာလို့မဟုတ်တော့ဘူးပေါ့เนาะကိုကကလည်းစိတ်ပြီးကုန်လာလည်းဖြစ်နေတယ်ဒါပေမဲ့ဆက်ပြီးတော့သွားနေတဲ့သူတွေရှိနိုင်တယ် ဲ့လိုလူတွေကပါတွေ့ရလဲဆိုလို့ရှိရင်လေကိုကအမ်စိတ်ခံစားချက်ဝကျွေးဆိုရင်လည်းဒီနေရာလွတ်မြောက်တော့မယ်ပေါ့နော်ဝကျွေးရှိတယ်ဆိုရဲသူဆိုလည်းလွတ်မြောက်တော့မယ်ဝကျွေးမဟုတ်ဘူးသူနဲ့ကိုကြားမှာဒါက universe ကပေးတဲ့ test တခုဆိုလည်းအဲ့ test ကိုအောင်သွားလိမ့်မယ်ပေါ့နော်ချိုးရဲဆိုတော့ဒါစစ်မှန်တဲ့ချစ်ချင်းကိုရင်ဆိုင်နေရတာဒါပေမဲ့ကိုကို မယုံရဲတဲ့ခန္ဓာချက်တွေဖြစ်နေတာတစ်ဖက်လိုလည်းကိုယ်မယုံတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးလေးပေါ့ဆိုတော့အဲ့လိုမျိုးတွေဖြစ်နေတဲ့သူတွေအတွက် universe test ဆိုလို့ရှိရင် universe ကပေးတဲ့ချီးအချီးနဲ့ပတ်သက်တဲ့စောင့်မွေးတစ်ခုကိုဖြေသွားနိုင်နေမယ်ပေါ့အဲ့တော့ by one အနေနဲ့ပြောချင်တာကိုအခုကြုံရတဲ့ကိစ္စအတော်များများသည် universe ရဲ့ test တစ်ခုကိုကွာမှာကိုရကန်စားတာမှာဖြေရတဲ့စောင့်မွေးတစ်ခုလိုပဲခံစားရတယ်အဲ့ဒါကြောင့်မို့ကိုကအချိန်လေးကနှေးလိုက်တာနှေးလိုက်တာဆိုပေမဲ့ကိုစောင့်မွေးကန်ထဲမှာ တနားကြီးဆိုတနားကြီးသုံးနာရီဆိုသုံးနာရီထိုင်နေရတာကိုဆောင်ဝဲဖြီးပြီးတော့အချိန်ကနှိမ့်လိုက်တာနှိမ့်လိုက်တာဆိုပြီးတော့ဆောင်ဝဲကနေမှာခါကြရင်ကိုကဆောင်ဝဲဖြီးပြီးချင်းချင်းတန်းထွက်လို့မရသေးဘူးဆောင်ဝဲဖြီးဘူးတဲ့သူတွေကတိတ်မှာပေါ့ဆယ်တန်းနေပါတယ်ဆိုလည်းအဲ့လိုပဲဆောင်ဝဲဖြီးပြီးရင်ကိုချင်းချင်းတန်းထွက်လို့မရအောင်ဖြီးလို့အဲ့ဒီချင်းချင်းတန်းထွက်လို့မရဘဲနဲ့ဆောင်ဘယ်နာရီမှထွက်ရမယ်အနည်းဆုံးတနားရီမှဖြီးရမယ်ဆိုတော့အဥစ္စာမျိုးရှိတယ်ပေါ့ဆိုတော့ပိုင်ဝန်နေနေလည်းအဲ့လိုပဲကိုရောစပါကိုဘလောက်ပဲစူးစမ်းစူးစမ်း ကိုစူးစမ်းတော့တချို့အရာတွေဖြစ်မလာသေးဘူးဆိုတော့ universe test တခုတည်းကိုရောက်နေပြီးတော့ဆောင်ဝဲချိန်မပြည့်သေးတာလို့ပြောလို့ရမယ်အဲ့တော့ဘာတွေကိုသူ test လုပ်တာလဲနူမင်းကိုဘယ်လောက်သိခံနိုင်လဲကိုဘယ်လောက်ချစ်ချင်းမြတ်တာတွေပေးနိုင်လဲကိုဘယ်လောက်လွတ်လပ်မှုကိုမြင်နိုးလဲကိုဘယ်လောက်ထိနော်အာလူတွေနဲ့လောကကြီးကိုအကျိုးဆောင်နိုင်တယ်လေကိုဘလောက်ထိကိုမှာအဲတောက်ပရဲဆွမ်းရည်တွေရှိလေကိုဘလောက် ဲငင်းခံပြီးတော့ခံနေပေါ့နော်ခံနေတရားပဲပြောရမှာပေါ့တဲတဲငင်းခံခြင်းအာစီးဆောင်ခြင်းချိုးချန်ချွေတာခြင်းဘလောက်လုံနိုင်တလဲပေါ့အဲ့ဒီဟာတခုစစ်နေရပေါ့နော်စစ်ဆေးနေပေါ့မြေဘလောက်ဒီ quality ပြည့်ပြီလဲဆိုပြီး universe ကတခုခုစစ်ဆေးနေရတွေ့တယ်စစ်ဆေးပြီးရနောက်မှာတဲ့ဘာတွေကြုံရမလဲပေါ့နော် fire handwriting endorse wrote အဲ့တော့ကိုကနော် universe ကတက်စ်တစ်ခုဖြေပြီးတော့ဘာတွေကြုံရမလဲဆိုရင် ကိုယ့်ရဲ့ကံစားတာကိုပြန်ပြီးတော့ရေးပေးတဲ့ဟာတစ်ခုကိုတွေးရလိမ့်မယ်အဲ့တော့ပိုင်ဝန်းနေနေနဲ့ကိုယ့်ရဲ့ကံစားတာမှာထားပါတော့မွေးကလေးကကံစားတာတစ်ခုရှိမယ်အဲ့ကံစားလေးရချို့ယွင်းတာချို့ကျမ်းမာရေးချို့ယွင်းတာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးစားတာအားနေတာအဲ့လိုဇာတာတစ်ခုအားနေလေချို့လို့ပတ်စံငွေကြီးချမ်းသာမဲ့ကံမပါဘူးပေါ့ကိုယ့်ရဲ့ဇာတာကိုကြည့်လိုက်ရင်ကံဇာတာမှာဆိုတာဘတ်ချက်တစ်ခုတော့ငွေတွေကြည့်လိုက်ရင်ဘာမှမပါတဲ့ plain ပေါ့နော်လုံးဝကိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကောင်းမမယ်လို့ဘယ်ပြင်စရာမှမဟောတဲ့ဟာပေါ့နော် ဲ့လိုကန်စားတာတခုကကိုယ့်ရဲ့ဇာတာမှာကိုမပါတဲ့ blessing တခုကရောက်လာလိမ့်မယ်အဲ့ဒါကလုံးဝ miracle ဖြစ်တယ်။မြတ်တော်ဖြစ်ကန်စားတာဆိုတာလူတယောက်ဘယ်နေ့သေးမယ်ဘယ်နေ့တထေးဖြစ်မယ်ဘယ်သူနဲ့အိမ်အောင်ပြုတ်မယ်ဆိုတာကန်စားတာအရာဘေးရင်ကဇာတာတွေဖွဲ့ပြီးတွက်စစ်ကြတာ哦ဒါအနည်းဆုံးတော့80 90ရာခိုင်နှုန်းလောက်အထိဇာတာတွေဒီမှန်ကြတာပေါ့နော်ဒီစားတော့မတတိဖြစ်ကိုဖြစ်မယ်ဆိုရင်အဖြစ်ကိုဖြစ်တယ်ဒါမျိုးပေါ့အဲဒါပေမဲ့အဲ့လိုမျိုးတတိဖြစ်မယ်ဆိုကံမပါတဲ့သူတွေလည်းတတိဖြစ်သွားတယ်လောကကြီးမှာ ဒီလူကအိမ်အောင်ကြမယ်ဆိုတော့ကံပေါ့ကံသာရမှာဖတ်လာရင်မပါဘူးဒီလူကလူပြိုကြီးပြိုကြီးဖြစ်မှာပဲဆိုတော့သူတွေက miracle အာအတင်းသွားနေပဲအိမ်အောင်ကြသွားတဲ့သူတွေလည်းတပုံရှိတယ်အဲ့ဒါပါလေလို့မင်းကိုယ့်ရဲ့ကံသာရမှာမပါတဲ့ဟာတစ်ခု လက်ရှိကိုလုံးနေတဲ့အလုပ်တွေကနေအကဲဖြတ်ပြီးတော့ universe ကနေပဲပြန်ရေးပြီးလိုက်တယ်ကိုယ့်ရဲ့ကံတာတာကိုပြန်ပြီး rewrite လုပ်ပေးလိုက်တာပဲအဲ့တော့ by one အနေနဲ့အခုကာလမှာပြောချင်တာကစိတ်ပြက်အားငယ်နေရာရှိတယ်ဆိုရင်စိတ်မပြက်အားငယ်နေကိုက test တစ်ခုကိုကြော်ဖြတ်နေတာပဲကိုယ့်ရဲ့ကံစားတာမှာတော့မပါတဲ့အစ်စ်ဝင်လာတဲ့ကံအစ်စ်ပေါ့နော်ကံအစ်စ်စားတာအစ်စ်ကိုယ့်ရဲ့ဒီ life မှာကြုံရတဲ့ next chapter အသစ်တစ်ခုကိုသွားမှာဖြစ်တဲ့ကြောင့်မကိုလုပ်ငန်းလုပ်ကလေးကလောဆယ်မှာနှောင့်နှေးကြံ့ကြရဲဆိုတော့ဒီကပုံမှန်ပဲပြီးရင်တော့ခက်မြန်မြန်လေးလဲပတ်သွားပြီးအချိန်လေးတစ်ခုကိုရောက်ပါလိမ့်မယ်နော် Okay ဒီကပိုင်းတူတွေတော့ပါဆိုတော့အာတိုက်ကိုင်းရီဟိုင်းတူတွေပေါ့နော်ဆိုတော့တိုက်ကိုင်းရီဟိုင်းတူကတော့နည်းနည်းလေးတွတ်တလက်ဖြစ်နေဒီရပိုင်းမှာလေပြီးခဲ့ရက်တွေတုန်းကဟိုတိတ်မတွတ်လက်တဲ့တူတော်မှာဒီရပိုင်းကိုတွတ်တလက်လက်နဲ့စီဝါရှာခြင်းနဲ့ အာထမြင့်မှုတွေနောက်ကိုလိုက်ချင်တယ် smart ဖြစ်ချင်တယ်ချို့ရည်လုံးဝ smart အာဘာသာရပ်တည်လေးလာနေတယ်ဟွန်းဟွန်းစီဝါရေးတွေလည်းလှုပ်ချင်နေတယ်တကြွတဲ့ချက်ဖားတွေပေါ့နော် ကို့ဘယ်ရာကမှအဲ့လိုနောက်အော်နောက်ဆုတ်ဆွဲချမရအောင်ကြိုးစားနေရဲချို့ဆိုရင်အာထားပါတော့ပြီးခဲ့တဲ့ရပိုင်းတုန်းကကိုကအလုပ်တစ်ခုလုပ်တယ်ဒါပေမဲ့နည်းလေးလွဲချော်သွားတာရှိသည့်တိုင်အောင်စိတ်တက်မကြပဲနဲ့ ဒါဘဝရဲ့ပုံမှန်ပြကွက်ပဲပေါ့အဲအဲ့လိုမျိုးပိုင်တူးတွေကဘလို့ဖြစ်နေလဲဆိုရင်ဒီတိုက်ခိုက်ရင်ရွေးဟိုက်တူတွေကဘဝလောကဒဏ်ကြီးကြုံရရင်တော့မှဒါပုံမှန်ပဲငါဒီနေ့ငိုဝင်ငိုလိုက်မယ်နောက်နေ့ဆက်သွားမယ်ဒါပြီးနောက်မှငါဒီနေ့ငိုတော့မငိုချင်ဘူးကွာဒီဟာပုံမှန်ကြုံနေရဆိုတော့ AC ပဲဖြစ်နေပြီငါဒါကို skip လုပ်သွားလိုက်မယ်ဒါရဲ့ရင်နဲ့ထည့်စရာမလိုဘူးအဲ something like that အဲ့လိုမျိုးပေါ့နော် strong ဖြစ်တဲ့ manner တစ်ခုခုနဲ့ကိုဟာဟိုစိတ်မှာတွားနေတာမျိုးရှိရပါတော့။တမ်းမာတဲ့စိတ်တဲ့ပုံစံမျိုးတစ်ခုနဲ့တော့ ွားနေတယ်ဆိုတော့ငញောင်းတစ်ခုပေါ်တော့ရောက်တယ်ဗောနောစိတ်တက်ကတော့မှာ normal masculine energy တွေအများများတယ်။ by new high တွေထဲမှာယောက်ျားလေးတွေများတာသို့မဟုတ် main clip ပဲမဲ့လဲ masculine energy တွေပိုများတဲ့သူတွေအများကြီးတွေ့ရတာဗောနော masculine energy များပြီးတော့ငါလိုချင်တယ်ငါရအောင်ရှုမယ်။ I want it I get it ပေါ့နော်ဒါပေမဲ့ I want it I get it မှာ py2 တွေကဘာလဲ main ဟို attract လဲလုပ်မယ် chase လဲလုပ်မယ်ဆွဲလဲဆွဲဆောင်မယ်နောက်တစ်ခုကဘာလဲဆိုရင်နောက်ကလဲ like မယ်ပေါ့ဆို tiger eye ရဲ့အဓိပ္ပာယ်ကိုကမတော်ဖြစ်ဆိုလို့ရှိရင် chase လုပ်တဲ့ကိစ္စတွေမှာနောက်က like ရတဲ့ကိစ္စတွေကိုလူချင်တော့အရာယူဆွဲဆောင်မှုချိုးကန်ရတဲ့ကိစ္စတွေမှာသူကအရန်အကျိုးပေးတာပေါ့နော်ဆိုတော့ py2 တွေကအမှန်တမ်းပြောရင်ဟောဒါ manifesting ရဆိုရင်တော့တော်များပြောတယ်ပေါ့နော် don't chase i attract ပေါ့နောက်ကနေမ like နဲ့ငါဆွဲဆောင်ယူမယ်ပေါ့ py2 တွေကြောင့်မဟုတ်ဘူးငါဆွဲလဲဆွဲဆောင်မယ်နောက်ကနေလဲလိုက်ပြီးတော့အမဲလိုက်မယ်အဲ့ကိစ္စကိုအဲ့လိုပုံမှာပေါ့နော်အဟောင်းနှစ်ဆထည့်ထားတာပေါ့ဆိုတော့ masculine energy ရော feminine energy ရောတစ်ချိန်ထဲမှာဟိုက balance မြောက် တုံးပြီးတော့ masculine energy ကိုပုံများတာပေါ့နော်မြှောက်လှည့်ပတ်ပြီးတုံးနေတယ်ယင်နဲ့ယင်သွားနေတဲ့ energy တခုကစောင်းဝိုင်းတခုလိုလဲပတ်နေတာမျိုးရှိရပေါ့နော်အဲ့တော့ပိုင်တူရဲ့အနေနဲ့ဒီတိုက်ကအန်ရွေးထားနေတဲ့လက်တလောကိုဘေးနားမှာဆက်ကြပုံလေးရဟတ်လေးတွေဆက်ကြပုံတင်ငေတာတွေပြီးလို့ရှိရင်ဒီယင်ယံပေါ့နော်အဖြူနဲ့အမဲတင်ငေတာတွေခဏခဏမြင်နေရပြီဆိုရင်တော့တေးကြတယ်အဲ့ဒါကပါလဲဆိုကိုယ့်ရဲ့ဒီ ကိုစီမှာ masculine energy or feminine energy လာမျှနေပြီပေါ့နော်အဲ့တော့မျှတောင်းအောင်အသုံးပြုတော့ပိုင်ကျူးတွေကဘာမှတော့မဖြစ်ဘူးတခုခုအလွန်ကဲဖြစ်သွားဖို့အရေးကြီးတယ်ပေါ့နော် okay let's check the tarot ten of wands okay ten of wands reverse အဲ့ကောအလုပ်တွေအများကြီးစူးစမ်းနေပါဘောနော်စူးစမ်းနေခဲ့တယ်စူးစမ်းရဲ six or so okay တချို့ရေဆိုလို့ရှိရေလေဗာတွေ့ရလဲဆိုအလုပ်ကိုင်းနေမဟုတ်ဘူးကိုဘွားရေဆုံးဖြတ်ချက်အကြီးတွေပေါ့အခြေရေးလူမှုရေးစီးပွားရေဆုံးဖြတ်ချက်အကြီးတွေအကုန်လုံးကိုကအုံနှောင်းနဲ့အကုန်တွက်ပြီးတော့အလုပ်လုပ်ထားတာရှိရအုံနှောင်းတွေရမ်းသုံးထားတယ်တဲ့သိလားဘိုင်းတူးတွေရဲ့ energy အားလေးဒီကတ်တွေအကုန်လုံးမဖြန့်ငယ်မှာဗာတခုလာပြီးတွေ့လဲဆိုတော့လုံးဝအုံနှောင်းသုံးပြီးတော့အကုန်လုံးကို ရင်ဆိုင်လာတယ်ဆိုတော့ပိုင်နူးတွေတိတ်မကြခင်တော့ပြီးခဲ့တဲ့တိတ်မကြခင်ရပ်ပိုင်းလာပိုင်းရတတပတ်တိုင်းကပြဿနာတစ်ခုတက်ပုံရတယ်ပြဿနာတစ်ခုရှိလိမ့်မယ်ကိုယ်ရဲ့လူမှုရေးမှာအခြေရေးမှာမိသားစုရေးမှာအဲ့လိုဖြစ်တဲ့အချိန်မှာကိုက emotions ကိုမသုံးမင်းနဲ့ emotion ပေါ့နော်ကိုယ့် emotional ကိုမလိုက်ပဲနဲ့ကိုကအုံနောက်နဲ့ပဲဆုံးဖြတ်လိုက်တဲ့ကိစ္စအော ပြက်စရာရှိလဲပြက်လိုက်တယ်။သိခံရာရှိလဲသိခံလိုက်တယ်။အထင်သေးစရာရှိပြီးတောင်းမန်ရာရှိလဲတောင်းမန်လိုက်တယ်ပေါ့နော်။ဒါမှမနှလုံးသားနဲ့လောက်တာထက်ဘာလဲမင်း။ Okay, Kino Sorry Vestula. ဆိုတော့နှလုံးသားနဲ့လောက်တာထက်ငါလုံးတင်းလုံးထိုက်လို့ဒီအချိန်မှာဒီလိုလေးငါဖြည့်ရှင်းလိုက်မယ်ဆိုပြီးတော့အဲ့လိုမျိုးစိတ်ကိုတုံးလိုက်တာပေါ့နော်အဲ့ဒါကမှန်သွားတယ်တဲ့တလားအကိစ္စကတော့ emotion တွေရှည်တန်းတင်ပြီးတော့ဖြည့်ရှင်းနေကွာလိမ့်မယ်ဒါပေမဲ့ emotion ကိုရှည်တန်းမတင်မယ်နဲ့သိခံပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လဲ emotion ကိုခဏလေးပိတ်ထားလိုက်ပြီးတော့ဒီ ဒီမှာဆို six of six of swords okay six of swords is of pentacles six of wands okay ကိုကတဖက်သူကိုအနိုင်မယူပဲနဲ့ပေါ့နော်အနိုင်မယူဆိုတာကိုကဘယ်လိုခေါ်မလဲဟို hard power ပေါ့နော်ကျညာတဲ့အနိုင်မယူပဲနဲ့ကိုက soft power လေးပဲသုံးပြီးတော့ကိုကအေးစစလေးပဲတွားခဲ့တာဆို okay ဒီမှာ the tower reverse နော် queen of pentacles ဆိုကို life လေးကိုအဲ့လိုမျိုးလေးပေါ့ အပြည့်စည်းမခံမင်းနဲ့ okay သူတို့နဲ့ကိုကအကိစ္စတခုမှထိတ်တိုက်တွေ့ရတဲ့ခါမှာကိုချစ်တဲ့သူပဲဖြစ်ဖြစ်ကိုမုန်းတဲ့သူပဲဖြစ်ဖြစ်သူတို့နဲ့ထိတ်တိုက်တွေ့ရသူကပျက်စီးခံကိုရဲ့ငြိမ်းချမ်းနေတဲ့စိတ်ကလေးအတီးငြိမ်နေတဲ့စိတ်ကလေးကိုပျက်စီးမခံမင်းနဲ့ကိုကညံလေးတုံးပြီးတော့ခွင်းလို့ဆရာရှိရလဲခွင်းလိုက်တယ်ဒါမှမဟုတ်လဲလက်လျှော့ရရှိလဲလက်လျှော့လိုက်တယ်နော်အပြိုင်ဆိုင်မလုပ်ချင်လို့လွတ်လိုက်တယ်။အရာသိမ့်ပိုက်ရမယ်ဆိုတော့လုပ်လိုက်တယ်။ Okay ဘာပဲဖြစ်ဖြစ်ကိုအုံလောက်နဲ့ ကို့ emotion ကိုဖြေချပြီးအောင်နှောင်းနဲ့အလုပ်လုပ်လိုက်တဲ့ကိစ္စလေးတကူကအရန်စင်ပြေသွားတယ်။ကို့မိသားစုမှာ safe ဖြစ်သွားတယ်၊လုံခြုံသွားတယ်။ကိုကိုယ်တိုင်းလည်းငွေကြီးလမ်းကြောင်းပွင့်သွားတယ်။ကို့ကိုယ်လည်းပို့ပြီးတော့ခွင့်လွှတ်နိုင်နားလည်နိုင်တော့ဟဲ့ပေါ့နော်။ဒါပေမဲ့ပိုင်တူးတွေကလည်းနည်းနည်း healing လုပ်ဖို့တော့လိုတယ်။အဲ့ဒါပါလဲဆိုတော့ဒီအဲ့ဒီရဲ့ side effect ကပါဖြစ်သွားလဲဆိုတော့စကားပြောချင်တော့လူတွေကို တော်တော်ဖြစ်သွားတာပေါ့နော်ကိုမိသားစုမှာဆိုလေဒီကိစ္စလေးကပြေလည်သွားပြီကိုချစ်သူနဲ့ရန်ဖြစ်တာလည်းဒီကိစ္စလေးကတော့ပြေလည်သွားတယ်ဒါမှစကားပြောချင်တော့ရင်ရင်ထဲမှာစကားမပြောမိအောင်နေလိုက်တယ်ပေါ့သူတို့နဲ့မပြောမိအောင်နေလိုက်တယ်သူတို့ပြောရင်တော့ထောင်ပြီးလိုက်တယ်ဒါပေမဲ့ပြန်ပြီးဆွေးနွေးတာပြောတာပုံမှန်လေးလေးနေပြန်ပြီးမပြောချင်တော့ဘင်းနဲ့ကိုကဒီတိုင်းပဲငါ type ကဒီလိုပါပဲဆိုပြီးတော့အဲ့လိုပေါ့နော်ဟိုနည်းနည်းလေးအုံနှောက်တော့မရှောင်ထွက်လိုက်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့သူတို့နဲ့ပတ်သက်လို့ရှိရင်ကိုက အချိုးချကြပဲဖြေရှင်းတော့မယ်လုပ်ငန်းဝင်ဆိုလည်းအဲ့လိုပဲလောကလူတွေနဲ့ဆိုလည်းဟိုအလောကလူတိုင်းကိုမိသားစုလိုမပေါင်းဘူးသူတို့လည်းအနိုင်မယူနော်သူတို့လည်းအနိုင်မယူတစ်ဖက်သက်ကြီးလည်းငုံခံမနေဘူးအနိုင်လည်းမယူဘူးကိုကကိုအကိုဘွားကိုတွေးလိုက်တယ်ကွာပိုက်တူးတယ်ငါဘွားငါဘွားအရေးကြီးတယ်โอเคငါဘွားအရေးကြီးတယ်ငါဘွားရှေ့ဆက်ပြီးတော့ကျမ်းမာဖို့လိုတယ်ငါငါပြဿနာရှာဖို့လိုတယ်ငါခီးတွေတွားအောင်မယ်ချို့ဆိုရင်ငါကဘာပတ်အောင်မယ် ခင်ငါခီးတွေတော့အောင်မှာကဘာပတ်အောင်မှာငါဘွားယူရှေ့တန်းတင်အောင်မှာငါကုံကရှေ့တန်းတင်လိုက်တဲ့အတွက်ကြောင့်မလို့ဒီကိစ္စမှာသူ့တစ်ဖက်လူကိုအားနာလို့တစ်ဖက်လူကိုရှေ့တန်းတင်လို့ဆိုတော့ငါကုံကရှေ့တန်းတင်မှုလို့လို့ငါဒီလိုလေးဆုံးဖြတ်လိုက်တယ်ဒါငါအတွက်သက်တာစီတဲ့နီလန်းမှုလို့ပေါ့အဲအဲ့လိုမျိုးလေးပေါ့နော်အဲ့တော့တစ်ဖက်လူကိုကဒူးပဲထောက်ပေးလိုက်တယ်ထောက်ပေးလိုက်ရငုံမဲ့ခံပေးလိုက်ခံပေးလိုက်တစ်ဖက်သူကအရှော့ပေးတာမဟုတ်ရှုံးပေးရလည်းမဟုတ်ရင်းနှီးမှာအတူနဲ့ပတ်သက်ပြီးဘာမှမရှိဘူးဘာမှမရှိဘူးချစ်ချင်းလည်းမရှိဘူးမုန်းရင်းလည်းမရှိဘူး ဘာမှမရှိငါအတွက်ပဲငါရှိရဲဆိုအဲ့လိုမျိုးပေါ့နော်ကိုယ့်ကိုအဲ့လိုမျိုးကြည်လိုက်ပြီးတော့ဖြေရှင်းလိုက်တယ်ဒါပေမဲ့အဲ့ကိစ္စမှန်သွားတယ်ပေါ့နော်အဲ့ကာလမှာတော့အဲ့ situation မှာတော့မှန်သွားပြီးတော့တစ်ဖက်လူလည်းစိတ်တတရသွားတယ်ကိုယ်လည်းပဲအနေရဲ့သို့မဟုတ်စိတ်ဖိစီးမှုတစ်ခုကလည်းလွတ်မြောက်သွားတယ်ပေါ့နော်အဲ့ဒါမျိုးလေးတော့တွေ့ရတယ်ဒါပေမဲ့လွယ်ကူခဲ့တဲ့ကိစ္စတော့မဟုတ်ဘူးတဲ့အပိုင်းလူတွေအတွက်ကတော့လေ လွယ်ခဲ့တဲ့ကိစ္စတော့မဟုတ်ခက်လွယ်လွယ်နဲ့လုပ်ခဲ့တာမဟုတ်ဘူးကိုကဟိုကိုကိုပြန်ပြီးတော့စဉ်းစားနေရတာပေါ့နော်ကိုကို moral ဖြစ်ရလားဟိုကင်းတော့ဆွတ်ပြောင်းပြန်ဖြစ်တဲ့အတွက်ကြောင့်မို့ကိုကို moral moral ဆိုတာဘယ်ကမှကျင့်ဝတ်ပေါ့နော်ကျင့်ဝတ်နဲ့ညီရလားတော့အမျိုးတွေငါဟန်ဆောင်လိုက်တာလားတော့အဲ့လိုတွေးနေစရာအချိန်မရှိဘူးငါကိုငါချစ်လိုက်တဲ့အတွက်ကြောင့်မို့ငါမှန်တယ်ခင်တော့ပိုင်တော့ဒီကင်းနေအကုန်လုံးထဲမှာအာဒီ ranking နေအကုန်လုံးထဲမှာတကယ်အကြီးဆုံးကင်းကကင်းတော့ဘန်နဂတ်ပြီးရင်ကင်းတော့ swap ပဲပေါ့နော် ဆိုတော့ sorry အဲ king of one ပြီးလို့ရှိရင်ဒီအဲ king of ဆိုတာပြီးလို့ရှိရင် king of အာ pandaga pandaga ဘောနော်အဲ့လိုမျိုးသူက ranking အစီအစဉ်လိုက်ရှိတာဟုတ်ဆိုတော့အဲ့ထဲမှာဗာတွေ့ရတယ်ဆိုလို့ရှိရင်ဒါကျွန်မဆိုလို့ရှိရင်ကျွန်မ king of one က ranking အမြင့်ဆုံးပြီးရင်တော့ sword ပြီးရင်တော့ဒီ pandaga ပြီးလို့ရှိရင်အာ sorry cup ပြီးလို့ရှိရင်နောက်ဆုံး pandaga လာတယ်ပေါ့ဆိုတော့အဲ့လိုမျိုး ranking ထဲမှာဆိုရင်ဒါ ranking ရဆိုရင်ကျင့်ဝတ်အရာဆိုရင်တော့သူကကျင့်ဝတ်ကိုလုံးဝမငဲ့ဘဲနဲ့ ကျင့်ဝတ်ဆိုတာဒါကြရင်လူကျင့်ဝတ်တွေရှိတယ်ပေါ့နော်အဲ့ကျင့်ဝတ်တွေအကုန်လုံးကိုငဲ့တာတစ်ဖက်လူကိုကျင့်ဝတ်ဆိုလို့ပြောမှာတစ်ဖက်လူကိုသဘောကောင်းပေးရတယ်အဲကိုဟာဘယ်ဘာသာဝင်ဆိုရင်တစ်ဖက်လူကိုဘယ်လိုကြည့်ပေးရတယ်ကိုဟာဘာလူမျိုးဆိုရင်တစ်ဖက်ကိုကြည့်ပေးရအဲ့လိုမျိုးဆိုကျင့်ဝတ်တွေရှိရ moral ပေါ့နော်ငါးပါးသီလဗုဒ္ဓဘာသာဆိုတော့ငါးပါးသီလပေါ့နော်ကျန်တဲ့ဟာမဟုတ်ဘူး moral ရှိရဒါမှမဟုတ်ဒီ king of pentacle ကဘာလဲဆိုတော့အဲ့လို morality ကိုကြည့်တာထက်လက်ရှိမှာကိုအတွက်ကိုကြည့်ပြီးအဖြစ်အပျက်ဆုံးသုံးဖြတ်လိုက်တဲ့သဘောပေါ့နော်အဲ့တော့ဖြစ်တဲ့နဲ့လောကကြမ္မာတရားကြီး ဟိုအပြည့်ဝကြည့်ရတဲ့ခါကြိုက်ဘယ်လိုလဲဆိုတော့ဒီအခြေအနေကိုပဲကွက်ကွက်ချိလိုက်တာပေါ့နောက်တစ်ချိန်ဒီလိုကိစ္စတွေထပ်ဖြစ်ဒီလို situation ဒီလို solution မျိုးလုတ်ချင်မှလုတ်တော့မယ်ဒီလိုဖြေရှင်းမှုမျိုးကိုလုတ်ဖြစ်ချင်မှလုတ်ဖြစ်တော့မယ်အဲ့ဒီအခြေလေးတည်င်ကမှာတော့ကွာဒီလိုလေးလှက်ပက်ကြည့်လိုက်တယ်အငါသူ့ဘောမှာမကောင်းလို့တော့မဖြစ်ဘူးသူ့ဘဝမကောင်းလာလို့ရှိရင်ငါလည်းဒုက္ခရောက်သွားမယ် something like that เนาะအဲ့လိုမျိုးပုံစံပေါ့ရေရှည်မှာတော့ကိုယ်ပုံစံကအဲ့လိုပုံစံကြီးတော့မဟုတ်တော့ဘူးเนาะ Okay, Jacques Dufresne, Mandat. romantic ရဲ့ဒီပဲသူအယူတွေနဲ့ကြည်ပြီးဟောရပေးတယ်မ drinks incubation อืมတန်တာ lightning power อืมဆိုတော့ပိုင်တူတွေအနေနဲ့လေအမ်ဘာတွေ့ရမလဲဆိုတော့ ဒီ situation ကိုဖြေရှင်းလိုက်တဲ့အတွက် universe ကဘာပြောလဲပေါ့အိမ်မက်တွေပါရပါလိမ့်မယ်ဒီလားအိမ်မက်ထင်းမှလေကိုယ့်အဲ့ situation လို့ကင်ွယ်လိုက်တယ်ပေါ့နော်ဟုတ်ရဲ့လားမှန်ရဲ့လားကိုကိုတော့တိတ်တော့မသိဘူးပေါ့နော်အဆင်ပြေပါမလားမသိဘူးပေါ့ဒါပေမဲ့ universe ကခုနကကျွန်မဟောသွားလို့ပဲနင်းဒီတစ်ခေါက်မင်းဒီတစ်ခေါက်ယူချစ်လိုက်တဲ့ကိစ္စကတော့မှန်သွားပြီ ဒီလိုကာလဒီလိုစရိုက်ဒီလိုအတိုင်းဝိုင်းနဲ့ဒီလိုလူတွေချမ်းမင်းဒီလိုပဲဖြည့်ရှင်းရမှာမင်းရမင်းဘာကောင်ကြီးဖြစ်နေဖြစ်နေပြီလေမင်းမမင်းဘလောက် moral တွေဘလောက်မြင်မြင်မင်းရမင်းဘလောက်ဖြီမာနာတွေတီတီမင်းမမင်းဘလောက်ဒီ life standard တွေဘဝဆင်ញဆင်ញတွေဘလောက်ရှိရှိဒီလိုလူဒီလိုအတိုင်းဝိုင်းဒီလိုဘဝဒီလိုပုံစံမှာတော့ဒီအဖြေကိုပဲမင်းရွေးလိုက်ရတာမျိုးရှိလိမ့်မယ်ပေါ့နော်အဲ့တော့မင်းလောက်တာမှန်နေပေါ့မင်းရဲ့အခြေအနေတွေမှန်နေဆိုပြောကိုအဲ့လိုမျိုးလာပြီးတော့ပြောပြတဲ့အိမ်မက်တွေမှတ်ဖို့ရှိရယ်ပေါ့နော်နောက်ပြီးအခါကျရေဒီရှန်ဂိုင်းကကြတော့ ပါလဲဆိုရင်တော့ဟိုပြီးခဲ့တာရယ်ပြီးပါသေးဘူးနော်ပြီးခဲ့တာရယ်ထားခဲ့ပြီးခဲ့တာရယ်ပြီးပြီးကိုကိုဒါခွင့်လို့ပို့အတွက် universe ကပြောတာပေါ့နော်ခေပြီးတော့ဒီဘက်မှာကြာရယ် thunder and lightning thunder and lightning ကကြာတော့လေသူကပိုင်ဝန်းနှုံးကတော့အဲ့ဟာလေးတစ်ချက်ပါမလို့ဖြစ်ပြီးမှပါလိုက်ပြီးပေါ့ပိုင်ဒူးမှာမှပြန်ပါတဲ့ဟာလေးပေါ့နော်ပါလေးလဲဆိုတော့ ဒီ thunder lightning ဆိုတာကဟိုမိုးချုပ်ပစ်တာပြောင်းသဘောတရားအာနာဇက်အာနာဇက်တခုပြောတာပေါ့နော်အဲ့တော့ by one ပြောချင်တာအခုကိုဆိုပြီး by two တွေပြောချင်တာအခုကိုလှုပ်လိုက်တဲ့အလုပ်တခုကကိုကိုကို universe က send the light တယ်ဘာ send the light လဲဆိုရင်ကိုအာနာဇက်တခုပေးလိုက်တယ်ကိုနဲ့ပြဿနာဒီပြီးခဲ့တဲ့အချိန်မှာပြဿနာဖြစ်ခဲ့တဲ့အရာတခုကိုကိုဟာဖြည့်ဆည်းခြင်းနဲ့ဖြည့်ဆည်းပြလိုက်လို့ရတဲ့အချိန်မှာ သူ့ငဲစရာလည်းမလိုကိုငဲကိုလည်းအရင်ဟောပြစရာမလိုကိုဖြစ်စီချင်းဖြစ်စီပြလိုက်လို့ရတယ်ကိုအနာကျင်အောင်လှုပ်လှုပ်လိုက်လို့ရတယ်ဒါပေမဲ့ universe ကကိုယ့်ကို ပေးထားတဲ့နာမိုင်းဆိုင်ရာအခွင့်အာဏာပေါ့ spiritual အခွင့်အာဏာပေါ့။အမ physical အခွင့်အာဏာဆိုဘာလဲဆိုဥပမာကျွန်မကလက်တွေရှိရ၊ချောက်တွေရှိရ။အဲ့လက်တွေနဲ့လူတွေကိုချိုးလို့ရတယ်၊ရိုက်လို့ရတယ်ဥပမာပေါ့။ဒါ physical ရပေးထားတဲ့ရာ။အဲ့လက်တွေနဲ့ပဲလူတွေကိုပြုစုလို့ရတယ်။ physical power ဆိုတာအဲ့ပေးထားတဲ့လက်တွေနဲ့လူတွေကိုဒုက္ခပေးလို့ရတယ်လို့အဲ့ပေးထားတဲ့လက်တွေခြေတွေပေါ့နော်။ဒီကိုယ့်ရဲ့မွေးကလေးကပါလိုက်လက်တွေခြေနဲ့လည်းလူတွေကိုဘာလုပ်လို့ရလဲ။ကုစားပေးလို့ရတယ်၊ကုညီပေးလို့ရတယ်။ Okay အဲ့တော့လက်တွေခြေတွေမပါတဲ့သူဆိုဘာပါလဲ။အုံနောက်ပါတယ်။အုံနောက်ပါတယ်နှလုံး ုံးသားပါတယ်ဟုတ်တယ်ဟုတ်ဆိုလက်တီချီတွေမပါဘူးဆိုပြီးစကားကိုကတ်ပြောလို့ရှိရင်နောက်မှ မွေးတဲ့ခါမှာဘာပါလဲအုံနှောက်ပါလာတယ်စဉ်းစားနိုင်တဲ့အရာအဲ့ဒီအုံနှောက်နဲ့ပဲလူလူချင်းဒုက္ခပေးလို့ရတယ်အဲ့အုံနှောက်နဲ့ပဲလူလူချင်းကုစားပေးလို့ရတယ်မေတ္တာပေးလို့ရတယ်အဲ့လိုလူတွေအတွက်တွေးပေးလို့ရတယ်ပြင်ပြင်ဆင်ပေးလို့ရတယ်ပေါ့နော်အဲ့လိုပဲအဲ့လိုအခွင့်အာဏာတွေရှိတယ် spiritual power ဆိုတာကြားဘူးပြောမှာကျွန်တော်တို့ terror reader တွေမှာဆို spiritual power ရှိတယ် spiritual power ဆိုတာနမိုင်းဆိုင်ရာအလုပ်တွေနဲ့ energy တွေကိုကျွန်တော်တို့ check လုပ်ပေးရတဲ့ power ပေါ့နော်အဲ့ power တွေရှိရပေးထားတာပေါ့နမိုင်းဆိုင်ရာအခွင့်အာဏာတွေဒါတွေကတစ်ခုခုကနေကိုယ်ကိုပေးထားတာကိုယ်ကိုရထားတာ something like that စူးစမ်း ထားတာလေ့လာထားတာအဲ့လို speech power တွေရှိတယ်အဲ့တော့ byte 2နေမှာလည်းကိုယ့်ရဲ့ power တခုရှိတယ်ဘာ power လဲဆိုတော့ကိုယ့်ကိုပြန်စင်းတာပေါ့နော်ဒါ speech လည်းဖြစ်နိုင်တယ် physical လည်းဖြစ်နိုင်တယ်အဲဒါပေမဲ့အဲ့ power တခုကိုအလွယ်သုံးစားမလုပ်ဘဲနဲ့ကိုယ်ကမှန်ကန်တဲ့ရွေးချယ်မှုတခုကိုကိုယ်ငဲ့ပြီးတော့ရွေးလိုက်တာပေါ့ငါရှေ့ဆက်ပြီးငါတော့အောင်မင်းကဒီနေရာမှာနုံနစ်နေလို့မဖြစ်ဘူးအဲဒီလူတွေနဲ့ငါနုံနစ်သွားလို့မဖြစ်ဘူးဆိုတော့အဲ့လိုမျိုးကိုယ့်ကိုကိုယ့်ရဲ့ဒီ power တခုအနစ်မခံဘဲနဲ့အနစ်မောမခံဘဲနဲ့ကိုယ့်ရဲ့အာနာတခုအခွင့်အာနာတခုအလွယ်သုံးစားမလုပ်ဘဲနဲ့မှန်မှန်ကန်ကန် ံဖြည့်ရှင်းလိုက်နိုင်တဲ့အတွက်ကြောင့် universe ကပါထပ်ပြီးပြောလဲဆိုရင်မင်းကမင်းကိုဘေးအပ်ထားတဲ့ အခွင့်အရေးအာဏာတခုနဲ့မင်းကထိုက်တန်နေသူဖြစ်တယ်ဒီအာဏာဆိုကြတာဒီလိုမျိုးယာတူတွေဘာတွေနဲ့လှုပ်ထားတဲ့အာဏာမျိုးတော့ကျွန်တော်ဒီဘက်မှာတော့မဆိုလို့ဘူးเนาะဟိုယာတူတွေထန်ထန်ရတွေပြောတာမဟုတ်ဘူးဒီမှာတော့ spiritual power တွေ mental power တွေကိုပြောတာအဲ့ဒီ power တခုကပေးအပ်ထားတယ်ပေါ့ဒါပေးထားမယ်ကိုကိုမှရှိနေမှမသိဘူးအဲ့ဒါနဲ့ထိုက်တန်မန်လဲကိုက test တခုကိုမဖြေရသေးဘူးအခုရောက် god test တခုကိုဖြေပြီးသွားပြီအဲ့ဒါနဲ့မင်းနဲ့ထိုက်တန်နေဆို universe ကကိုကိုလာပြီးပေးတဲ့အိမ်မတခုနဲ့တူကိုကြုံရဖို့ရှိတယ်အဲ့တော့ကိုရွက်ထဲမှာမကြခင်မှာ ာငါဘလို့အာနာမျိုးငါဘလို့မျိုးအခွင့်အာနာမျိုးတွေငါရထားလဲအဲ့ဒါတွေကိုငါဘလို့သုံးပြီးတော့ဘဝအောင်မြင်အောင်ဆက်သွားလို့ရမလဲဆိုတော့ confident တမျိုးပိုင်တူးတွေနေနဲ့ရပါလိမ့်မယ်ဆိုတော့ဒီနေ့ reading ကတော့ဒီလောက်ပါပဲဆိုတော့နောက်ထပ် reading တွေမေးချင်လို့ရှင်တော့ကျွန်မကိုဒီ October 15ရက်ကျော်မှာကျွန်မ15သုံး16ကျော်မှာပဲ reading အစ်စ်တွေဆက်ပြီးတော့လက်ခံပါမယ်အချိန်တိုင်းတော့ page ကနေစာလေးဖြည့်ပါမယ်เนาะအခုအရှိမဟောရမယ့်ကိစ္စလေးတွေကျန်သေးတဲ့အတွက်ကြောင့်ဒီနေ့တော့ဒီလောက်ပါပဲ